မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ၄ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြံဖတ်မင်းအွန်လိုင်းအပါအဝင်နိုင်ငံတကာကခေါင်းဆောင်တချို့တက်ရောက်မယ်နေ့၈၀ပြည့်ရုရှားရင်းမြစ်နီအောင်ပွဲအခမ်းအနားရဲ့လုံခြုံရေးကိုတာဝန်မယူဘူးလို့ယူကရိန်းသမ္မတဇလန်စကီးကသတိပေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ၉ရက်နေ့မှာရုရှားနိုင်ငံရင်းမြစ်နီမှာပြုလုပ်မယ် ်ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခြင်းနှစ်80ပြည့်အထိမ်းအမှတ်ဖြစ်နေပြည်ထောင်သမရရှီကျင်းပင်အကြမ်းဖက်မင်းအောင်လိုက်အပါအဝင်နိုင်ငံတကာကခေါင်းဆောင်တချို့တက်ရောက်ရန်ရှိနေပြီးတော့ယူကရိန်းသမရကရုရှားနိုင်ငံအတွင်းမှာဖြစ်ပျက်မှုများအထွတ်တာဝန်ယူမှာမဟုတ်ဘူးလို့ထုတ်ဖော်ပြောဆိုလိုက်တယ်လို့သိရပါရတယ်။နှစ်80ပြည့်ရင်းမြစ်နီအောင်ပွဲအထိမ်းအမှတ်အတွက်မေလ10ရက်နေ့ကနေမေလ10ရက်နေ့အထိ အပြစ်ခံရက်စဲရန်ရုရှားတမရပူတင်ရဲ့အဆိုပြုချက်ကိုလည်းယူကရိန်းတမရကပယ်ချခဲ့ပြီးတော့ရုရှားနိုင်ငံထဲမှာမေလ9ရက်နေ့မှာဖြစ်ပေါ်လာမယ့်အခြေအနေများအထွတ်တာဝန်မယူနိုင်ကြောင်းတရားဝင်ပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါဗျ။ယူကရိန်းတမရရဲ့ပြောဆိုချက်ဟာရုရှားနိုင်ငံကိုလာရောက်မဲ့နိုင်ငံတကာကခေါင်းဆောင်များရဲ့လုံခြုံရေးကိုတိုက်ရိုက်ချိမ့်ချောက်နေပြီးတော့အကြမ်းဖက်ရန်ချိမ့်ချောက်မှုအဖြစ်နဲ့ရုရှားနိုင်ငံသားရဲ့ဝင်ကြီးဌာနရဲ့ပြောခွင့်ရ မာရီယာဇာခါရိုဘာကတုံ့ပြန်ပြောဆိုလိုက်ပါတယ်ရုရှားနိုင်ငံမှာမေလ9ရက်နေ့မှာပြုလုပ်မယ်ရင်းမြစ်နေခြိတက်ပွဲကိုစစ်ကောင်စီဘက်ကလည်းပါဝင်ပြီးတော့တက်ရောက်ခြိတက်မှာဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကမေလ9ရက်နေ့မှာရုရှားနိုင်ငံကိုတွားရောက်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ကိုခရိုင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ကိုလေတပ်တို့ကို short တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာလေတပ်ရဲမင်းနဲ့လေတပ်အရာရှိများအပါအဝင်၁၂ဦးသေဆုံးသွားပြီးတော့အဆောက်အဦများမိလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ30ရက်နေ့မှာ BWM အဖွဲ့နဲ့မဟာမိတ်အဖွဲ့များဖြစ်တဲ့ MKCDF, ACPLF နဲ့ တန်းတောင်မြောက်ပိုင်းအထုဒေသအဖွဲ့တို့ကတောင်ကုန်မှာရှိတဲ့အချက်မဲ့စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခနဲ့တောင်ကုန်ကေတုမဒီလေဒါစခန်းတို့ကို BWM Mission 35နဲ့36အဖြစ် short တိုက်ဒုံ14လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခတိုင်းယုံ စေဦးစီးဌာနရှိတဲ့အဆောက်အဦရဲ့ဗတ်အချမ်းမှာထိခိုက်ပျက်စီးသွားပြီးတော့တိုင်းငွေစည်ရင်းယုံလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စည်ရင်းယုံနေရာတချို့လည်းထိခိုက်ပျက်စီးခဲ့ကာလေရက်အရာခံဘုံနဲ့တက်ချက်ကြီးလိုင်းငန်းရဲ့နေအိမ်နှလုံးလည်းမီးလောင်ပျက်စီးသွားပြီးတော့အရာရှိလိုင်းငန်းနေအိမ်နှလုံးလည်းမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါဗျ။၎င်းတက်ခိုက်မှုအတွင်းမှာလေရက်ကရဲမေ2ဦးအပါအဝင်လေရက်အရာရှိ3ဦးနဲ့အခြားအဆင့်စစ်တီ8ဦးတေဆုံးက အရာရှိ9ဦးနဲ့အခြားအဆင့်စစ်သည်12ဦးတို့စိုးရိမ်ပွဲအားပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗါးလေဒါ3မော်တော်ယာဉ်နှစ်စီးလဲမိလောင်ပျက်စီးသွားတယ်လို့သိရပါဗါးတောင်ကုန်းလေဒါအတွင်းထဲမှာလဲလေရင်တိုးလောင်ယုံအဆောက်အဦအပါဝင်အဆောက်အဦနှလုံးထိခိုက်ပျက်စီးခဲ့ပြီးတော့စစ်ကောင်စီရဲ့လေဒါအရာရှိနဲ့စစ်သည်အချို့တေဆုံးမှုများနဲ့ပြင်းထန်ဒဏ်ရာရရှိသူတချို့လည်းရှိခဲ့တယ်လို့သိရပါဗါးကောင်ကူလေတဲ့ထိခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကသတင်းဖုံးဖိမှုများနဲ့တားမြစ်ကန့်သတ်မှုများစွာရှိနေတဲ့အတွက် ထိခိုက်သေဆုံးမှုကိန်းကနဲအချက်လက်အတိအကျကိုတော့ဖော်ပြလို့မရဘူးလို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။တောင်ကိုလေတပ်ထိခိုက်မှုကိုတိတိကျကျစုံစမ်းလို့မရပေမဲ့အထိနာတယ်ဆိုတာကတော့သိကြပါရဲ့။အခုထိလေရင်ကတော့မတက်နိုင်သေးဘူးလို့သိရတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်တထုံမြို့နယ်မော်လမြိုင်တထုံရန်ကုန်ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာရှိတဲ့မိုးကောင်းတရားဟာမနေ့ကညပိုင်းကမိုင်းပေါက်ကွဲပြီးတော့ပျို့ကျပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေ့ကမေလ3ရက်နေ့ည7:19မိနစ်အချိန်မှာမော်လမြိုင်တထုံရန်ကုန်ပြည်တော်စုကားလမ်းမကြီးပေါ်မှာရှိတဲ့မိုးကောင်းတရားဟာမိုင်းခွဲခံလိုက်ရပြီးတော့တရားဟာလုံးဝပြိုကျပျက်စီးသွားတယ်လို့သိရပါတယ်အခုမိုင်းခွဲခံရမှုဟာဒုတိယအကြိမ်မိုင်းခွဲမှုဖြစ်ပြီးတော့2024ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာလဲမိုင်းခွဲခံရပြီးတော့မိုးကောင်းတရားပျက်စီးခဲ့သေးတယ်လို့သိရပါတယ်မိုးကောင်းဖျားနာမှာရှိတဲ့မိုးကောင်းတရားကိုမနေ့ကညပိုင်းကမိုင်းခွဲသွားတာပါ ကားတွေကညာကလေးကဖြတ်လို့မရတော့ဘူးတရားကအပိုင်းပိုင်းအဆအဆဖြစ်သွားပါတယ်လို့တရားပြက်စီးပြီးတော့ပိတ်မိနေတယ်ခရီးတဲ့တအုပ်က Facebook Messenger ကနေတစ်ဆင့်သတင်းပေးဖို့ပြောကြားထားပါတယ်မိုင်းခွဲခံရတဲ့အနီးနားကကြေးရွာများကပြည်သူတို့ရဲ့ပြောဆိုချက်အရာဒုတိယအချိန်မိုင်းခွဲခံရမှုဟာတရားဟာလုံးဝတုံးစားလို့မရအောင်ပြက်စီးသွားတယ်လို့ပြောပြထားပါတယ်မိုင်းဟာပထမအချိန်ထက်ပုံမပြင်းထန်ပြီးတော့တရားပြက်စီးမှုဟာလည်းပထမအချိန်ထက်ပုံမဆိုးဝါးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီတပ်ဟာမနေ့ကမေလ3ရက်နေ့ညနေကနေပြီးတော့ညပိုင်းအထိကိုမန္တလေးစကိုင်းမကွေးတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ကအ ਨੇ စုံမြို့နယ်၉ခုကိုလေးချောင်းကနေပြီးတော့ဘုံကျဲချခဲ့ရာကလင်းငယ်တချို့အပအဝင်အရက်သားများတိုက်ဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောက်လျှောက်ကိုဘုံတွေကျဲချတာဗျာမြို့တွေကအရက်သားတွေနေထိုင်ရနေရာတွေကိုပဲရွေးပြီးတော့ကျဲသွားတာတေဆုံတာတွေရှိနေပြီးတော့နောက်ထပ်လေးချောင်းတနင်းနေချောင်းဒဏ်ရာရတဲ့သူတွေတေဆုံတဲ့သူတွေရဲ့အခြေအနေကိုတော့မသိနိုင်သေးဘူးလို့မန္တလေးတိုင်းတပိတ်ချင်းကကာကွယ်ရုပ်တော်တို့ကပြောပြထားပါဗျာမေလ၄ရက်နေ့မနက်9:00နာရီအထိရရှိထားတဲ့သတင်းများအရာ စစ်ကောင်စီတပ်ကမန္တလေးတိုင်းအတွင်းမှာရှိတဲ့မရိယာစင်ကူးတပိတ်ချင်းမိုးကုတ်စကိုင်းတိုင်းကကောလင်းမကွေးတိုင်းကဆလင်းထီလင်းရှမ်းပြည်နယ်ကနောင်ချိုကချင်ပြည်နယ်ကဖားကတ်မြို့တို့ကိုလေကြောင်းကနေပြီးတော့ဘုံကျဲချခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။မေလ3ရက်နေ့ည9:48မိနစ်မှာမိုးကုတ်မြို့ကိုစစ်ကောင်စီကခတ်မှန်ပြီးတော့ဘုံကျဲချခဲ့တယ်လို့သိရပါတယ်။မိုးကုတ်မြို့ရဲ့အနောက်ပိုင်းစင်ခွာရွာဖုန်ကြီးကျောင်းကိုလည်းထိမှန်ခဲ့တယ်လို့သိရပါတယ်။ကနအူးရရှိထားတဲ့သတင်းအရအဲ့ဒီဘုံကျဲမှုမှာလူထိခိုက်ဒေဆုံးမှုတော့မရှိဘူးလို့ပြောပါတယ်။စစ်ကောင် ောက်စီကမဆားရတဲ့အမဲတဲနဲ့ပတ်နေပြီ ကျဲလိုက်ရင်လည်းအရက်သားနေရာကြီးပဲလို့မိုးကုံမြို့ကတူကပြောပြထားပါဗျ။မိုးကုံမြို့နဲ့နောင်ချုံမိုးမိတ်တီဘောကြောင်မဲမြို့တို့ဟာစေကောင်စီကတရုတ်အကူကြီးနဲ့ TNL ကိုဖိအားပေးပြီးတော့ပြန်တောင်းနေတဲ့မြို့များဖြစ်တယ်လို့သိရပါဗျ။ AP လကုံကကုမင်းအစည်းအဝေးပွဲမှာစေကောင်စီကအဲ့ဒီမြို့၅မြို့ကိုတောင်းဆိုမှုအပေါ် TNL ကသဘောမတူခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက်စေကောင်စီကမိုးကုံမြို့ကိုဇက်တိုက်ဘုံကျဲနေတယ်လို့သိရပါဗျ။စေကောင်စီရဲ့ဝါရဖြန့် Telegram နဲ့စစ်တပ်ထောက်ခံတဲ့ Facebook ဘောမအကောင့်များက ဘုံကျဲချင်းဟာမြို့သိမ်းအောင်ပွဲရရဲဘော်များကိုတပြေးပန်းနဲ့ကြိုးဆိုပြီးတော့တော်လိုင်းအဖွဲ့များနဲ့ပတ်သက်နေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ရေးသားဝါဒဖြန့်နေကြပါတယ်။သခိုင်းတိုင်းကောလင်းမြို့မှာလည်းမေလ3ရက်နေ့ညမှာဘုံကျဲတက်ခတ်ခံရပြီးတော့အမျိုးသားတအုပ်နဲ့ကလင်းငယ်တအုပ်ဒဏ်ရာရှိခဲ့ကြောင်းကောလင်းခရိုင်အမတ်နဲ့တိုင်ရင်ကသတင်းထုတ်ပြန်ထားပါတယ်။နောင်ချုံမြို့နယ်ကဝါဘုံကုန်းရွာကောလင်းမြို့နယ်ကချောင်းနာစေယုံနဲ့အုတ်ကန်စာတင်ကျောင်းအနီးလေးကျောင်းတိုက်ခိုက်ခံရမှုတို့မှာအရသာထိခိုက်ဒေဆုံးမှုများရှိခဲ့ကြောင်းဒေသခံများထံကသတင်းရရှိပါတယ်။ ဘုံကျဲတဲ့မြို့နယ်များတွေကဖားကန့်မြို့နယ်၊နောင်ချုံမြို့တို့မှာသာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ကျန်တဲ့ဒေသတွေမှာဘာတိုက်ပွဲမှမရှိဘူးလို့သိရပါတယ်။ဘုံကျဲတဲ့နေရာမှာ Y12 နဲ့ Jet Fighter တွေကိုအဓိကအသုံးပြုခဲ့တယ်လို့သိရပါတယ်။ဆက်လင်းမြို့ကိုဘုံကျဲတိုက်ခိုက်မှုမှာ Y12 လေးရင်နဲ့နိုင်ဝက်ခန့်အတွင်း ဘုံအလုံးရေ60ကျော်ကျဲချသွားတယ်လို့ဒေတာကများကပြောပါတယ်ဘုံကျဲချမှုကြောင့်ထိခိုက်မှုများကိုတော့အသေးစိတ်မသိရသေးဘူးလို့ပြောပါတယ်စစ်ကောင်စီဟာအရတားပြည်သူများကိုဥတီပြီးတော့လေကြောင်းတိုက်ခတ်မှုများဇက်တိုက်ပြုတ်လုံနေတဲ့အတွက်ကြောင့်လူစုလူဝေးနဲ့နေထိုင်ခြင်းမျိုးမပြုတ်လုံကြရန်တော်လိုင်းတပ်ဖွဲ့များကသတိပေးနေတယ်လို့သိရပါတယ် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုမှတ်တမ်းများဘုံကျတဲ့လေရင်မှုများရဲ့ကိုရေးအချက်လက်များကိုအသေးစိတ်စီစစ်ရယူထားတယ်လို့အဲ့ဒီအချက်လက်များရရှိရေးအတွက်အရက်ပတ်အဖွဲ့အစည်းများကလည်းအကူအညီပေးကြရန်အညာဒေသကပြည်သူ့ကာကွယ်ရေးဘော်များကအကူအညီတောင်းထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမတရားမျိုးနဲ့ရွာရန်ရှည်ရွာစာတင်ကျောင်းကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသမီးတအုပ်သေးဆုံးပြီးလေးဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ3ရက်နေ့မွန်လယ်3:19မိနစ်ခန့်မှာမတရားမျိုးနဲ့အနောက်ချမ်းမှာရှိတဲ့ရွာရန်ရှည်ချေးရွာစာတင်ကျောင်းအတွင်းကိုဒရတအုပ်လေတပ်ကနေတက်လာတဲ့အကြမ်းဖက်ဆက်တပ်ရဲ့ KAW Jet Fighter တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။၎င်းလေးချောင်းတိုက်ခိုက်မှုအတွင်းမှာအမျိုးသမီးတအုပ်သေးဆုံးကပြည်သူလေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ နွားတကောင်တေဆုံးပြီးစာတင်ကျောင်းဆောင်အဆောက်အဦများလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗါးတေဆုံးသွားတဲ့အမျိုးသမီးကတော့အသက်25နှစ်ဝန်းကျင်လောက်ပဲရှိပါသေးတယ်ဒဏ်ရာရတာကအမျိုးသားတုံးနဲ့အမျိုးသမီး၃ဦးပါလို့ပြည်လွင်ခရိုင်ပကဖကတာဝန်ရှိသူကရှင်းပြထားပါဗါပြည်သူများအနေနဲ့လည်းအကြမ်းစစ်ကောင်စီနဲ့ဝေးရနေရာများမှာနေထိုင်ကြရန်နဲ့လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုတ်ခုချင်းများကိုတူးထားကြရန်ပြည်လွင်ခရိုင်ပကဖကအတိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်ရဲ့အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ